နော်နမောတာတာဘဂဝါတောအာရဟတောဓမ္မတံဗုဒ္ဓတာနမောဒီနေ့အခုပဲဆင်းရဲလို့ဒီနေ့လူတို့ညဖြစ်တဲ့မဟာဝစီမေကျောင်းလက်ကြီးရဲ့မဟာဘုရားရှင်စီပေါင်းဘုရားရှင်တို့ဒီကျောင်းပြုပြီးတော့လောကမှာဒါနရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားကစကားဘလောက်ထီအောင်ဟောထားတော့ဆိုရင်တရားရေဟာငါလောက်ငါလူဒါနရဲ့အကျိုးကိုသိမယ်ဆိုရင်မစားဘဲနဲ့လူကြမှာမဟုတ်ဘူးတဲ့နောက်ဆုံးထမင်းလုတ်သိပြင်လင်သူတို့မစားဘဲနဲ့လူမဲ့ထမင်းလုတ်မဖြစ်နိုင်ဘူးလို့ငါလောက်ဒါနရဲ့အကျိုးကျေးဇူးတွေကိုမသိလို့နှမျောတွန့်တော်မူဖြစ်နေကြတာလို့ဒီလိုဟောတာရှိတယ် သို့သောမြတ်စွာဘုရားကတရဝရရဲ့အကျိုးဘွားတိုးစိတ်သောငါပို့ပြီးတော့ကောင်းတဲ့ကောင်းတဲ့အကျိုးကျေးဇူးတွေပို့ပြီးတော့ရနိုင်တဲ့နိလန်းတွေကိုလည်းညွန်ပြလေရှိတယ်။ဒါနလုံလို့ရှိရင်အမတ်တမဲလုံတာမျိုးမဟုတ်ဘဲနဲ့ရွေးချယ်ပြီးစိတ်ပါလဲပါလှုပ်ဖို့ဆိုတာတွေ ဒါနကောင်းမှုရဲ့အကျိုးကျေးဇူးကိုပြောတဲ့အခါမှာလုံးပုံလုံးနည်းစနစ်တကျမြတ်စွာဘုရားဟောပြအဲ့ဒီလိုဟောပြတာတွေနဲ့ပတ်သက်ပြီးတော့ကိုကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ကိုကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ရွေးချယ်တာတို့အလူဝတ္ထုနဲ့ပတ်သက်ပြီးတော့ရွေးချယ်တာတို့ထို့ရွေးချယ်မှုကြောင့် မိမိတို့လှူလိုက်တန်းလိုက်ရတဲ့ဒါနကောင်းမှုရဲ့အကျိုးကျေးဇူးရလဟာမတူဘူးတဲ့မရွေးချယ်ပဲနဲ့လှူတာနဲ့ရွေးချယ်ပြီးလှူတာဘုရင်တော်ပွဲရုံထဲမှာနေတဲ့လူတွေဆိုရင်ပိုသိတာပေါ့ဒါမိမိတို့ကုန်ပစ္စည်းတောင်မှရွေးချယ်ပြီးဘယ်ကောင်ကပို့ပြီးအမြတ်များတယ်လေဘယ်ကောင်ကပို့ပြီးတော့ အကျိုးအမြတ်ရှိမလဲဆိုတာရွေးချယ်ပြီးလောက်ကြတာပဲလေစီးပွားရေးလောက်တဲ့ပုံကိုယ်တွေဟာလည်းပဲအကျိုးအမြတ်များတာကိုရွေးချယ်ပြီးတော့လောက်ကြထို့တူပဲဒါနကောင်းမှု လုပ်ရင်လည်းပဲဘယ်လိုလုပ်ရင်အကျိုးအမြတ်ပိုရတယ်လဲဆိုတာကိုရွေးချယ်ပြီးတော့လောက်ရမယ်လို့လက်ဆောင်ပြဒီလိုဟောတာအဲ့ဒါလို့ဟောတာ ਨੇ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ဒါနကထာတွေနဲ့ပတ်သက်လာတဲ့အခါမှာဆွဆွဲမှုတွေအကျဉ်းချင်းကြုံတွေ့ရပြစ်တင်ရှုတ်ချခံရတဲ့ဟာတွေလည်းရှိပြိဘာဇကတို့အညာဒိဋ္ဌိယလို့ဆိုရဲပြိဘာဇကတခြားအယူဝါဒတွေလက်ကင်ထားတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဒါန ရှင်းလင်းဟောပြချက်တွေနဲ့ပတ်သက်ပြီးတော့မကြည်မနှက်ဖြစ်ပြီးတပုတ်လွေလက်ပြောတာမျိုးတွေရှိလာခဲ့တယ်ပေါ့ဘယ်လိုပြောကြတော့ဆိုရင်ယဟန်ဂေါရမကတဲ့သူ့ကိုသာလှူရမယ်သူ့တပည့်တွေကိုသာလှူရမယ်သူလူမအကျိုးကျေးဇူးများတယ်သူတပည့်တွေလူမအကျိုးကျေးဇူးများတယ် တခြားပုဂ္ဂိုလ်တွေကိုလှူရင်အကျိုးကျေးဇူးမများဘူးတခြားပုဂ္ဂိုလ်တွေရဲ့တပည့်တွေကိုလှူရင်အကျိုးကျေးဇူးမများဘူးဒီလိုဘာသာမတူတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဌာနကထာနဲ့ပတ်သက်ပြီးတော့မဟုတ်တန်တရားတွေပြောပြီးတော့မြတ်စွာဘုရားကိုပြစ်တင်ရှုတ်ချဖို့ကြိုးစားကြတာတွေဟာပိဋကတ်ထဲမှာမှတ်တမ်းတွေတောင် ရှိခဲ့တာဟုတ်ဘလောက်များမယ်ဆိုတာစဉ်းစားကြည့် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုကိုခြေဖြတ်တဲ့ဤနဲ့ဘယင်ကြီးကိုယ်တိုင်ကောသလပတေနေရီကောသရမင်းကြီးကိုယ်တိုင်မြတ်စွာဘုရားပေါ်မှာဆွဆွဲချက်တွေအထင်မြင်လွဲမှားမှုတွေနဲ့ပတ်သက်ပြီးပိဋကအလဲမှာ